ဒီနေ့ကျွန်တော်ပြောပြမှာကတော့ My Morale ကတော်ဖြစ်လာတဲ့ကောမစ်ကိုပြောပြမှာဖြစ်ပါတယ်။ဒီကောမစ်ဟာဆိုရင် My Morale က Spider-Man ဖြစ်မလာဘဲနဲ့ Marvel ရဲ့ hero တွေဖြစ်တဲ့ Thor, Hulk, Wolverine စတဲ့ hero တွေ Marvel hero တွေဖြစ်လာတဲ့ What if comic series တွေတခုပေါ့နော်။ကဲစားလိုက်အောင်ဗျ။ဒီ universe မှာတော့ S ကမှာပေါက်နေကြ War Tree ဆိုတဲ့ဘင်က Miss Cat ဆိုတဲ့ကမ္ဘာမြေမှာလာရောက်ပေါက်ရောက်တယ်။ သူကဂွာမီရဲ့ Brooklyn မှာပေါရောက်တဲ့အတွက်ကြောင့်နော်တို့က Brooklyn ထင်းနဲ့ Ascot ကိုမြင်မှာဖြစ်ပါတယ်။ဒီ Universe မှာတော့ My Morella ရဲ့အဖေဟာ Odin ဖြစ်ပြီးတော့သူ့ရဲ့ဦးလေးက Loki ဖြစ်တယ်။အဲ့အတွက်ကြောင့်မလို့ဒီ Universe မှာတော့ Thor ရဲ့ Loki ရဲ့ညီကိုမဟုတ်ဘဲနဲ့တူဝရီတော်ဆက်တယ်ပေါ့။ Thor ကသူ့ရဲ့ဦးလေး Loki ကိုအရင်ရင်းနေပြီးတော့သူ့ရဲ့ idol အဖြစ်သတ်မှတ်ထားတယ်။ဒီ video မှာတော့တော်ရဲ့တူမျောနေအောင်စတိုင်တဲ့နဲ့ညီတွေ့မှာဖြစ်ပါတယ်။ ။ဒီနေ့ Orient Jubilee နေ့မှာ Loki ကတော်ကို Yuda High ကိုခေါ်ရဲရေခဲရည်ဖုံးလွှမ်းနေ Rian ကိုခေါ်သွားခဲ့တယ်။ပြီးတော့အမှရှိတဲ့ Arc Giant အနေနဲ့တိုက်ခိုက်ပြီးတော့သူတို့ခေါင်းဆောင်ရဲ့ဥကောင်းယူကိုခိုးသွားခဲ့တယ်။ Loki ကတော့မင်းဖေ Orient ကဒီလက်ဆောင်ရဲ့ကြိုက်မှာပဲဆိုပြီးပြောခဲ့တယ်။တကယ်တော့တော်ကကင်းဖြစ်မလာခြင်းပါဘူး။သူက Venturer တွေနဲ့စစ်သားတွေကိုရန်ထွက်ခြင်းနဲ့အတွက်ကြောင့်ပွဲတဲ့ကိုရောက်တော့ ဩရင်းစီကိုဆက်တနေလက်ဆောင်တွေလက်ဆောင်တွေနဲ့လူတွေကိုကြော်ဖြတ်ပြီးတော့တော်ဟာသူရလာတဲ့ဥကောင်းခုံကိုဆက်တလိုက်တယ်။သူ့ဖေဩရင်းကတော့စိတ်ပြတ်ဆောင်နေပဲမင်းဘာလို့လိုက်ပြန်ပြီလဲကွာဆိုပြီးပြောခဲ့တယ်။အဲ့ဒီအချိန်မှာလူကြီးက Caster or Asian ဝန်သားနဲ့အဲ့ဒီဥကောင်းရုပ်ကိုတတ်ပြန်သွင်းလိုက်တယ်။အဲ့မှာပြဿနာကြီးဆက်တက်တာပေါ့။တော်ဟာသူ့ရဲ့တူနဲ့အဲ့ဒီကောင်ယူတိုက်ခိုက်ပြန်မယ်။တော်ရဲ့တူကိုခဲပြစ်လိုက်တယ်။တော်ဟာတူမပါဘဲတိုက်ခိုက်တော့လဲတော်ရဲ့ခန္ဓာကိုယ်ကခဲပြစ်လိုက်တယ်။ အဲ့ဒီချိန်လိုကီကသူ့ရဲ့တူမထိခိုက်စေကျွန်တော်ဟိုရင်ကိုကယ်ပေးဖို့တခုလုံးကိုပြန်ပြောခဲ့တယ်ဒါပေမဲ့အိုရင်ကဒီပြဿနာကိုစခဲ့တာမင်းပဲတော်ရဲ့အတက်ကမင်းရဲ့လက်ထဲမှာပဲတော်ကမင်းကိုယုံခဲ့တဲ့အတွက်ငါ့ကိုစိတ်ပျက်စေခဲ့တယ်ခုမင်းရှုံးသွားခဲ့ရင်တော့သူကငါ့ရဲ့ပလင်နဲ့မထိုက်တန်ဘူးဆိုတာကိုတတိပြပြီးတော့ဖြစ်သွားတာပေါ့အဲ့လိုပြောလိုက်တဲ့အချိန်မှာပဲတော်ရဲ့မျိုးလုံးတွေကတောက်လာပြီးတော့စပြီးကြမ်းမာတော့ အဲ့ဒီကောင်ကိုသူ့ရဲ့တူနဲ့ရိုက်ပြီးတော့ခုတ်ကနေကိုင်းပြီးလေပေါ်ရွတ်ပြလိုက်တယ်ပြီးတော့ဘိုးချိုးရင်းနဲ့ပြပြီးအမုတ်ချေပြလိုက်တယ်တိုက်ပွဲရဲပြီးရောလိုကီကိုဖမ်းပြီးတော့အက်စကာအနေနဲ့နေနေပေးလိုက်တယ်။အိုရီယန်တော်ကိုလည်းစကားပြတ်မပြောခဲ့ဘူး။အဲ့ဒီအချိန်မှာပဲအခြားယူနီဘာကမိုင်းမော်ရယ်အဖွဲ့ကရောက်လာပြီးတော့ခေါ်ဆောင်သွားရင်လည်းဒီကော့မင်ကဒီမှာပြီးဆုံးသွားတယ်ပေါ့။ဒီကော့မင်ဟာဒီမှာပြီးဆုံးခဲ့ပြီမြဲနောက်ထပ်အဆက်တွေရှိသေးတယ်မလို့။နောက်တော့ကျန်သေးရဆိုရင် comment လေးရေးပေးခဲ့အောင်ဗျ။